32ခုမြောက်သောစာလံအပိုက်ငယ်1မှ7အပြစ်မှလွတ်ခြင်းဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းသို့ရောက်တော်သူသည် မင်္ဂလာရှိ၏။သာရဖုရားအပြစ်တင်တော်မူခြင်းနှင့်လွတ်၍လှည့်စားတတ်သောစိတ်တော်နှင့်ကင်းစင်တော်သူသည် မင်္ဂလာရှိ၏။ ငါသည်အပြစ်ကိုမဖော်မပြဘဲနေစဉ်အခါတနည်းလုံးကြီးတွားသောအဖြစ်ငါအယိုးတို့သည်ဆွေးမြေ့ခြင်းသို့ရောက်ကြ၏နေညာမပြတ်ကိုတော်ဤလက်သည်အကျွန်ုပ်အပေါ်မှလေး၍အကျွန်ုပ်ဤချွေးရည်သည်နှွေးကာလ၌တွေ့ချောက်ခြင်းကဲ့သို့ဖြစ်ပါ၏ တပံအကျွန်ုပ်သည်ကိုအပြစ်ကို ရှေ့တော်၌ဝင်ချပါ၏ပြုမိသောဒုစရိုက်ကိုဟွက်၍မထားပါငါလွန်ကျူးသော အရာကို ထာဝရဘုရားအားဖော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါကိုတော်သည်အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကိုလွတ်တော်မူ၏ထို့ကြောင့် ကိုတော်ကိုတွေ့တဲ့သောအချိန်ကာလ၌တန်ရှင်းသူအပေါင်းတို့သည် ရှေ့တော်၌တောင်းလျှောက်ကြပါလိမ့်မည်အကယ်စင်စစ်လွှမ်းမိုးတက်သောရေကြီးသည် သူတို့ထံသို့မချင်းရပါ ကိုတော်သည် အကျွန်ုပ်ခိုလုံရာ ဖြစ်တော်မူ၏အကျွန်ုပ်ကိုဘေးလွတ်စေခြင်းငါကွယ်ကာဆောက်မတော်မူ၏ကယ်လွတ်ကြောင်းကိုဆူသောတခြင်းနှင့် အကျွန်ုပ်ကိုချမ်းရံစေတော်မူ၏ တင့်ကိုငါတွင်တင်မီတင်သွားရမည်လမ်းကိုပြညွန်မီတင့်ကိုကြည့်ရှုပြုစုမီဉာဏ်ပညာမဲ့သော မြင်းလာကဲ့သို့မဖြစ်နှင့် သူသည်တင့်ထန်သို့မချင်းကပ်သောကြောင့်ပါဇက်ကိုဇက်ခွန်၍ဇက်ကျိုးနှင့်ဆွဲရမည်။မတရားသောသူသည်များစွာသောဒုက္ခကိုခံရ၏။ထာဝရဘုရား၌ကိုးစားသောသူကိုကကရုဏာတော်သည်ဝန်းရံတတ်၏။ဖြောင့်မတ်သောသူတို့ထာဝရဘုရား၌ဝမ်းမြောက်ရွှင်လန်းကြလော့။တဘောဖြောင့်သောသူတို့ရွှင်လန်းစွာသခြင်းဆူကြလော့။အာမင်။ God bless you.